မင်္ဂလာပါရှင်ရန်ကုန်တိုင်းစီရဲ့နေ့စဉ်သတင်းရအစီအစဉ်တွေကိုတင်ဆက်ပေးပါမယ်ကျွန်မကတော့မြောင်မိုးထပ်ပေါင်းတင်ဆက်ပေးခြင်းနဲ့သတင်းရအကြောင်းအရာတွေကတော့ Store A Chain စာရင်းဝင် MAEX Company မှ2024-2025ဘဏ္ဍာနှစ်တွင်ဝင်ငွေချက်26ဘီလီယံကျော်ရရှိခဲ့မှုဆိုတဲ့သတင်း ီဖီရှင်တင်သွင်းသူများ off down sales service ကိုလည်းဆောင်ရွက်ပေးနိုင်ရမည်ဆိုတဲ့သတင်းလေးနာရီအတွင်းတကိုးမြည်ရေးစိုးရိမ်ရှင်းမှတ်ရောက်နိုင်ဆိုတဲ့သတင်းနိုင်ငံတကာသတင်းတပုတ်လေးနဲ့ဂျပန်၌စံစေးနှုန်း၄ဘတ်ဆက်တိုက်ပြန်ချလာတော့လဲရခိုင်ခေါထက်များနေစေဆိုတဲ့သတင်း စရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်အနေနဲ့ Star Exchange စာရင်းဝင် MAEX ကုမ္ပဏီမှ2024-2025ဘဏ္ဍာနှစ်တွင်ဝင်ငွေကျပ်26ဘီလီယံကျော်ရရှိခဲ့ဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရန်ကုန် Stock Exchange ရဲ့စည်ရင်းဝင်ကုမ္ပဏီတစ်ခုဖြစ်တဲ့တငင်းကုန်းလက်ကားစေကြီးကိုစီမံခန့်ခွဲလက်ပန်းနေတဲ့မြန်မာ Agro Exchange အများနှင့်သက်ဆိုင်သောကုမ္ပဏီ Limited MAEX အနေနဲ့2024-2025ဘဏ္ဍာနှစ်တွင် ဝင်ငွေချက်26ဘီလီယံကျော်ရရှိခဲ့တယ်လို့သိရပါတယ်။ 2025ခုနှစ်မတ်လ33ရက်နေ့မှာအကုန်ဆုံးထိ2024-2025ဘဏ္ဍာနှစ်အတွင်းစည်ရဲစစ်ဆေးပြီးဘဏ္ဍာရေးရှင်ထမ်းများစီမံခန့်ခွဲရေးအဖွဲ့ရဲ့ဆွေးနွေးချက်တွေနဲ့လေလံသုံးသက်ချက်အစီရင်ခံစာမှထုတ်ပြန်ကြေညာထားတာပါ။ အဆိုပါဖန်နာရေးရှင်ထန်အရာ MAEX Company Limited ဟာပြီးခဲ့တဲ့2024-2025ဘဏ္ဍာနှစ်မှာစုစုပေါင်းဝင်ငွေကျပ်26ထရပ်မှ693ဘီလီယံရရှိခဲ့ပြီး2023-2024ဘဏ္ဍာရေးနှစ်မှာကုမ္ပဏီရဲ့စုစုပေါင်းဝင်ငွေမှာကျပ်24ထရပ်မှ396ဘီလီယံခန့်ဖြစ်တာကြောင့်9ထရပ်မှ400ခိုင်နှုန်းဝင်ငွေတိုးတက်ရှာဖွေနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမဲ့လူနေဆိုင်ခန်းတွေ ရောင်းချမှုက62.9ရာခိုင်နှုန်းရှော့ချသွားခဲ့တယ်လို့သိရပါတယ်။ ကုမ္ပဏီရဲ့အကြမ်းမြန်မာလဲအခုအစီရင်ခံစာကာလအတွင်း73တရမ6.7ဘီလီယံခန့်ရှိပြီးအရင်2023-2024ဘဏ္ဍာနှင့်အကြမ်းအမြတ်7တရမ38ဘီလီယံခန့်ကထက်30ရာခိုင်နှုန်းတိုးတက်လာခဲ့တယ်လို့ဆိုပါထိန်အဆိုပါနှစ်အတွင်းဈေးကွက်အခြေအနေတွေနဲ့စိန်ခေါ်မှုတွေရှိပေမဲ့ကုမ္ပဏီဟာ၎င်းရဲ့ဝင်ငွေကိုအလွန်များစွာတိုးတက်စေကာအရင်းအမြစ်ပမာဏကိုမြင့်တင်စေပြီးခိုင်မာရေရှည တည်တန်းထဲဗန္နာရေးအခြေအနေတွေကိုထိမ့်သိမ်းထားနိုင်ခဲ့တယ်လို့ဆိုပါတယ်။ MAEX Company Limited ရဲ့စုစုပေါင်းအထက်ထင်အမြတ်ငွေဟာအရင်2023-2024ဘဏ္ဍာရေးနှစ်မှာ7.5တရမ9.5ဘီလီယံရှိခဲ့ရာခိုင်နှုန်းအခုပြီးခဲ့တဲ့2024-2025ဘဏ္ဍာရေးနှစ်မှာ7.6တရမ9.5ဘီလီယံတို့ရောက်ရှိခဲ့တာကြောင့်စုစုပေါင်းအထက်ထင်အမြတ်ငွေ27ရာခိုင်နှုန်းတိုးတက်ခဲ့တယ်လို့သိရပါတယ်။ရန်ကုန် Stock Exchange မှာအထမမြောင်စည်ရင်းဝင်ကုမ္ပဏီတစ်ခုဖြစ်တဲ့မြန်မာ Agro Exchange အများနှင့် ဆိုင်သောကုမ္ပဏီ limited MAEX အနေနဲ့အနာခံမှာ အကောင်းဆုံးတိုးတက်ရေးစွမ်းဆောင်နိုင်မှုရှိတာကိုယုံကြည်ထားပြီး၎င်းရဲ့၎င်းဈေးကွက်အသစ်တွေတိုးချဲ့ရေးလုပ်ငန်းတွေနဲ့လက်ရှိ၎င်းဈေးအဆောက်အုံတွေကိုအဆင့်မြင့်တင်ရေးအတွက်ခြေလှမ်းအသစ်တွေချမှတ်ဆောင်ရွက်ဖို့လည်းရည်ရွယ်ထားတယ်လို့လည်းသိရပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ eVision တင်သွင်းသူများ After Sales Service ကိုလည်းဆောင်ရွက်ပေးနိုင်ရမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လျက်စစ်သုံးရှင် EV တင်သွင်းတဲ့ကုမ္ပဏီတွေအနေနဲ့တင်သွင်းမဲ့လျက်စစ်သုံးရှင်များအတွက်လိုအပ်တဲ့အာမခံမှု အပိုပစ္စည်းများရရှိနိုင်မှုနဲ့ပတ်သက်ပြီးနောက်ပိုင်းပြင်ဆင်မှုများ After Sales Service ကိုဆောင်ရွက်နိုင်တဲ့ CMN တွေထားရှိရမယ်လို့စီးပွားရေးနှင့်ကုသရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ ဒီလိုဆောင်ရွက်ရမယ်အပြင်အယောင်ပြန်ခန်းဖွင့်လှစ်ရမှာလဲအနေဆုံးဆန်နှုံးသတ်မှတ်ချက်အဖြစ်ခြံအကျဲအဝွန်စတူယန်ပေတသောင်းဝက်ရောင်းပြခန်းအပါအဝင် service center area နဲ့အနားနေခန်းစုစုပေါင်း area မှာစတူယန်ပေ9000ရှိရမယ်လို့ဆိုပါအထင် အစိုးရအချက်လက်များကိုပိုင်းတော် project ကာလအတွင်းဖြီပေါင်းမှ၄ရက်စစ်သုံးရှင်တင်သွင်းခြင်းဆိုင်ရာလိုက်နာရမည့်စည်းကမ်းချက်များအဖြစ် ထုတ်ပြန်ထားတာဖြစ်ပြီးတပ်မတ်ထားတဲ့စံချိန်စံညွန်းနဲ့ခွင့်ပြုထားတဲ့အစည်းအရေးအတွက်ကိုထားတင်သွင်းရမယ်လို့လဲဆိုပါတယ်။ အယောင်ပြခန်းဖွင့်လင်းမည်နေရာအဆောင်ဦးတူလောင်ရှုံတို့ကိုလည်းထုတ်ပြန်ထားတဲ့စံနှုန်းသတ်မှတ်ချက်များနဲ့အညီလိုက်နာဆောင်ရွက်ရမှာဖြစ်ပြီးဗဟိုဘဏ်ကတရမှတ်ပြူတီဘဏ်တွင်မြမငွေချက်3500ပေးသွင်းထားကြောင်းဘဏ်အောင်မခံချက်တင်ပြရမယ်လို့သိရပါတယ်ရှင်ဆက်လက်ပြီး24နာရီအတွင်းပဲခူးမြေရေးစိုးရိမ်ရှိမှရောက်နိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ လာမယ့်24နာရီအတွင်းပဲခူးမြည်ရေးစိုးရိမ်ရှိမှတ်ရောင်းနိုင်ထားကြောင်းမြကန်းအနီးနေထိုင်သူတွေသတိထားနေထိုင်ကြဖို့မိုးလီဝတ်သားနှင့်ဆလဘေးဒညွှန်ကြားမှုဦးစီးဌာနကဒီကနေ့မနက်ပိုင်းကအတည်ပြုလာပါထိန်။ယနေ့မြမစံတော်ချိန်6နာရီခွဲအချိန်တိုင်းထွာချက်တွေအရပဲခူးမြည်ရေးဟာပဲခူးမျိုးမှာရင်းမျိုးရဲ့စိုးရိမ်ရှိမှတ်အောင်တပေခန့်ကိုရောက်ရှိနေတယ်လို့ဆိုပါထိန်။ အဆိုပါမြင့်ရေဟာနောက်တရက်အတွင်းစိုးရိမ်ရှိမှတ်ကို ရောက်ရှိနိုင်တာကြောင့်မြေကမ်းအနီးနဲ့မြေနေပိုင်းနေထိုင်သူတွေအနေနဲ့ကြိုတင်သတိပြုကြဖို့နဲ့မြေရေတက်လာရင်ကြိုတင်ရှောင်ရှားနိုင်ကြဖို့သတိပေးနှိုးဆော်ထားပါသည် ပကိုးမြင့်နဲ့စစ်တောင်းမြည့်ရဲ့အခြေအနေတွေလေးလာကြည့်တဲ့အခါမှာပကိုးမြည့်ရေကဇွန်လလ10ရက်နေ့နောက်ပိုင်းအဝါရောင်ကနေပြန်ချလာနိုင်ပြီးတောင်ကိုစစ်တောင်းမြည့်ရေဟာဇွန်လလ10ရက်နေ့မှာစတင်မြင့်တက်လာကသတိပေးရေအမှတ်အဝါရောင် level ထဲကိုရောက်လာနိုင်မှာတွေ့ရတဲ့လို့ ECMWF ENS စုပေါင်းကရရှိတဲ့မြည့်ရေစီစဉ်နှုတ်နဲ့သတိပေးအဆင့်အချက်လက်တွေကိုကိုးကားပြီးပြင်ပမိုးလီဝတ်တာပညာရှင်ဦးဝင်းနိုင်ကလည်းလူမှု ကွန်ရက်မှသုံးသပ်ထားပါထဲရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ဂျပန်၌ဆန်စေးနှုံလေးပတ်ဆက်တိုက်ပြန်ကြလာတော့လဲရခင်ကောက်ထက်များနေစေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကုန်ကျန်းပစ္စည်းများနဲ့စိုက်ပျိုးရေးဆက်ပစ္စည်းများလက်ရှိမှာဈေးနှုန်းမြင့်တက်နေတဲ့အတွက်ဆန်ဈေးနှုန်းဆက်လက်ကျဆင်းနေခြင်းကဖိအားများလာစေကောင်းဆန်ဈေးနှုန်းဝလိုက်တင်မြင့်တက်နေသေးတာကိုနားလည်ပေးချဖို့ဂျပန်ဆန်စပါးစိုက်ပျိုးသူများပြောလာပါထိဈေးဆိုင်တွေမှာဆန်အိတ်ပြန်ဖြာဈေးနှုန်းကလေးပတ်ဆက်တိုက်ကျဆင်းလာပေမဲ့ခြုံကြည့်ရင်တော့မြန်မာနေဆဲဖြစ်ကြောင်းဂျပန်စိုက်ပျိုးရေးတည်တော်နှင့်ငါးလုံငန်းဝန်ကြီးဌာနကထုတ်ပြန်ထားပါထိ ဂျပန်နိုင်ငံမှဆန်စပါအဓိကစိုက်ပျိုးရာချီပါစီရင်စုနယ်မှာစပါခင်းတရားဟတာလောက်ကိုလောက်ကိုင်းနေတဲ့ဟီတဲအိုအီထိုကစိုက်ပျိုးရေးပစ္စည်းများဈေးတန်နေထားကြောင်းထုတ်လုပ်ရေးစရိတ်နဲ့မြင့်တက်လာကြောင်းပြောပြပါထိတ်လုံငယ်လက်ပတ်ရှိအခက်ခဲတွေလုံသားအင်အားနှဲပါခြင်းတွေကို ဖြည့်ရှင်ပေးနိုင်မှစံစေးတတ်ခြင်းကိုအချိန်ကကြာကြာဖြည့်ရှင်နိုင်မယ်လို့ဤထိုကပြောပါတယ် ရခိုင်ကရိတ်သိမ်းဆက်တစ်ခုကိုရန်၁၆တန်းခန့်ရှိခဲ့ရာခါနေအခုဆိုရင်ရန်တန်း20ကျော်မြင့်တက်လာတာဖြစ်ပြီးစံစေးတရတဲ့အကြောင်းရင်းကိုသုံးဆွဲသူများနားလည်ဖို့ခန့်နေခါစံစေးနှုံးကြွားထားတာနဲ့စိုက်ပျိုးသူတွေအကျွေးနစ်လာမှဖြစ်တယ်လို့ပြောပြပါထိအခုအချိန်မှာအစိုးရကဈေးဆိုင်တွေမှာစံစည်းနှုန်းကိုလျှော့ချလာပေမဲ့ဆံဝယ်ယူတိုးလောင်ရေးလုပ်ငန်းများကဝယ်ယူဈေးနှုန်းကိုမြှင့်တင်ထားပါတယ်။ ဓာတွေကိုဖြည့်ရှင်းဖို့ဂျပန်အစိုးရကစံထုတ်လုံးမှုလျှော်ခိုင်းရာကနေယခုနှစ်မှတိုးမြင်ခိုင်းထားပေမဲ့အခြားအကြောင်းအရာများကြောင့်စံထုတ်လုံးမှုမြင့်မားလာမလားဆိုတာမသေးချာသေးပါဘူးလို့သိရပါတယ်ရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေ့စဉ်သတင်းရအစီအစဉ်တို့ပဲဖြစ်ပါတယ်။ကြည့်ရှုပါပေးခဲ့ချောင်းသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကျမကတော့မြန်မိုးထပ်ပါ။